ီတလီနီးပြကတူဆိုဟာနော်ဝေကို၄ဂိုး၃ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲအပြီးမှာအသင်းပရိသတ်တွေကိုတောင်းပန်သွားခဲ့ပါတယ်။အီတလီသင်းဟာနော်ဝေနဲ့ပွဲမှာကြောင်ယွန်းခဲ့တယ်လို့ဝန်ခံခဲ့ပြီးဒါကိုကမ္ဘာဖလား play off ခြေစစ်ပွဲမှာပြောင်းလဲရမယ်လို့နီးပြကတူဆိုကဖွင့်ဟားခဲ့ပါတယ်။ဂိုးကွာခြားချက်ကြီးမားတာကြောင့်အုပ်စု ထိတ်ဆုံးနေရရဖို့အီတလီသင်းဟာနော်ဝေကိုအနိုင်ရုံနဲ့မလုံလောက်ပဲ၉ဂိုးပြတ်အနိုင်ရဖို့လိုအပ်ခဲ့ပေမဲ့ပွဲပြီးမှာနော်ဝေကို၄ဂိုး၃ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ အီတလီသင်းဟာအက်စပိုစီတိုရဲ့ဂိုးနဲ့ဦးဆောင်ခဲ့ပေမဲ့နူဆာဟာလန်လာဆန်တို့ရဲ့ဂိုးတွေနဲ့နော်ဝေကိုဂိုးပြတ်ရှုံးနိုင်ခဲ့ရပါတယ်။ပွဲပြီးမှအီတလီနီးပြဂတ်တူဆိုကကျွန်တော်တို့ပထမဆုံးအနေနဲ့ပြိသက်တွေကိုတောင်းပန်ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့လေးဂိုးတဂိုးဆိုတဲ့ရလက်ကကြီးမားတဲ့ရလက်ဖြစ်လို့ပါ။နော်ဝေသင်းကိုဂုဏ်ပြုပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီပွဲနိုင်ကြောင်းနော်ဝေသင်းဟာ1998ခုနှစ်နောက်ကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးအကြိမ်ချစ်စစ်ပွဲအောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့အီတလီသင်းဟာကမ္ဘာဖလားခြေစစ်ပွဲတွေကစားပြီးအုပ်စုအိုင်မှာအုပ်စုဒုတိယသာရခဲ့တာကြောင့် playoff ခြေစစ်ပွဲထပ်မံကစားရမှာဖြစ်ပါတယ်။အီတလီဟာအရင်ကကမ္ဘာဖလားနှစ်ကြိမ်ဆက် playoff အဆင့်မှာရှုံးနေပြီးတော့ခြေစစ်ပွဲကြာရှုံးခဲ့ပူပါတယ်ရှင်။